ောက်ကွဲလာနိုင်တဲ့ဖူကြီးတောင်းမင်္ဂလာပါရှင် knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပြည်သက်ကြီးတို့ရဲ့ကျမတို့နိုင်ငံမှာလူသိများတဲ့ဂျပန်ကမီးတောင်တစ်ခုဖြစ်တဲ့ဖူကြီးတောင်းအကြောင်းလေးကိုတင်ဆက်ပေးသွားပါမယ်ဖူကြီးတောင်းကဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီးတော့စီးနှစ်နေအမြဲတမ်းဖုံးလွှမ်းနေတဲ့အတွက်ကြောင့်တချို့ကမီးငိမ့်တောင်လို့ထင်နေကြပေမဲ့တကယ်တော့1909ခုနှစ်မှာပောက်ကွဲခဲ့ပူပါတယ်မီးတောင်တွေကတစ်ခါပောက်ကွဲပြီးရင်နှစ်ပေါင်း300ကနေ900တွင်းငိမ့်သက်ပြီးနောက်တစ်ခါပောက်ကွဲနိုင်ပါတယ် ဒါကြောင့်ဖူဂျီတောင်ဟာပေါက်ကွဲပြီးတာနှစ်ပေါင်း338နှစ်တောင်ရှိနေပြီမို့လို့သတိထားရမယ့်မီးရောင်ဖြစ်ပြီးအခုတလောမကြာခဏငန်းလင်းလှုပ်ခြင်းနဲ့မီးရောင်လှုပ်ရှားမှုတွေကြောင့်သတိထားတဲ့ကြောင့်အတိပေးစာကိုသတင်းစာထဲမှာထည့်သွင်းဖော်ပြလာကြပါတယ်ဖူဂျီတောင်ပေါက်ကွဲလာတဲ့အခါချက်ချင်းတက်ရောက်မဲ့အကျိုးဆက်အနေနဲ့ဆိုရင်ပေါက်ကွဲမှုအချိန်ကြောင့် ၊ချောက်ရည်ပူများ၊ကြောက်တုံးနဲ့မီးရောင်ပြားများကီလိုမီတာနဲ့ချီ၍ပြန့်နှံ့နိုင်ပြီးအနီးတစ်ဝိုင်းရှိမြို့ကြီးတွေဖြစ်တဲ့ဥပမာတိုကျို၊ယိုကိုဟာမာရိုကိုအနီးရဲ့ဖြစ်စဉ်နိုင်ပါတယ်။ဒါအပြင်တန်ငွေနဲ့ချောက်ရည်အရည်တွေကညံနှုံးမြင့်စွာနဲ့စီစဉ်ပြီးတော့လမ်းကြောင်းပေါ်ရှိအရာရာကိုမီးလောင်ဖျက်ဆီးနိုင်ပါတယ်။အဲဒီနောက်မီးရောင်ပြားတွေကလေလူထဲမှာလာပေါင်းများစွာကြာရှိနေနိုင်တာကြောင့်နေအောင်ကြီးကိုအတားအဆီးဖြစ်စေပြီးကမ္ဘာအပူချိန်ကျဆင်းမှု volcanic winter ကိုဖြစ်စေနိုင်ပါတယ်။ အရင်နောက်မီးရောင်ပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဆိုးကျဖြစ်တဲ့ပြားတွေကခံမှန်းကြိတ်ကလေး9တန်လောက်ရှိနိုင်ပြီးလေးနဲ့တူမျိုးရဲတွေအထိရောက်လာမှာဖြစ်ပါတယ်။မီးရောင်ပြားတွေကြောင့်မျက်စိနဲ့လေချောင်းဆိုင်ရာကျန်းမာရေးဆိုးကျတွေလည်းရှိလာနိုင်ပါတယ်။ရှေးပိုင်းတွေလည်းရှင်ကောင်းကောင်းမစင်းနိုင်ပေ။ရှေးများရှားကြီးပြတ်တောက်နိုင်ပြီးတော့မီးရောင်ပြားတွေကဓာတ်တိုင်ဖုန်းအင်တာနက်တိုင်းပေါ်တွေခြံရောက်တဲ့အခါလျှက်စင်မီနဲ့ဖုန်းလိုင်းတွေလည်းပြတ်တောက်နိုင်ပါတယ်။ကောင်းကင်နဲ့မြေပြင်မှာပြားတွေဖုံးလွှမ်းမှုကြောင့်လမ်းပန်းဆက်သွယ်ရေးတွေလည်းရှင်းနာရနိုင်ပါတယ်။ ူဂျီတောင်ပေါင်ကွဲမှုကကမ္ဘာမီးတောင်များရဲ့အန္တရာယ်ကိုသတိပေးတဲ့ပြင်ဂျပန်နိုင်ငံအနေနဲ့လည်းအရေးပေါ်စီမံခန့်ခွဲမှုစနစ်များဥပမာအစိုးရပြည်သူပူးပေါင်းဆောင်ရွက်မှုစောင့်ကြည့်စခန်းများကိုအချိန်မြင့်တင်မှုလိုအပ်နေကြောင်းကိုဆိုကြပါရယ်ဖူဂျီတောင်ပေါကွဲမှုနှုန်းကိုတိကျစွာခန့်မှန်းဖို့ခက်ခဲပေမယ့်ဂျပန်အစိုးရနဲ့မီးတောင်ဆိုင်ရာပညာရှင်များက24နိုင်စောင့်ကြည့်စနစ်နဲ့အစိုးရအန္တရာယ်ကိုကြိုတင်ကာကွယ်လျက်ရှိနေကြပါတယ် အကန့်၍ဖူးကြီးတောင်ပေါက်ကွဲတဲ့အခါအစိုးရအနေနဲ့လုံလုံလောက်လောက်ကြိုပြီးတော့မပြင်းစင်ထားရင်တော့လူဦးရေဟာတိမ့်နေချီပြီးတော့တည်ဆုံနိုင်ပါတယ်ဖူးကြီးတောင်ပေါက်ကွဲမှုကလူဦးရေ73တန်းလောက်ကိုထိခိုက်စေနိုင်ပြီးဂျပန်စီးပွားရေးကိုလည်းထိခိုက်စေကာကုန်သွယ်မှုကုန်ထုတ်လုပ်မှုတွေရပ်တန့်သွားစေနိုင်ပါတယ်ဂျပန်စီးပွားရေးကဂျပန်ယန်25ထရီလီယံလောက် ထိဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လို့လည်းသတင်းတွေမှာဖော်ပြလာကြပါတယ် ဒါကဂျပန်နိုင်ငံရဲ့ထိခိုက်ဆုံးရှုံးနေတာမှုအများဆုံးဖြစ်သွားနိုင်တာမို့လို့အစိုးရကလည်းဂရုတစိုက်ရှိနေကြပါတယ်။ဂျပန်နိုင်ငံကတဘာဝဘေးအန္တရာယ်ခဏခဏကြုံနေရတဲ့နိုင်ငံဖြစ်တာကြောင့်ဂျပန်နိုင်ငံရောက်မြန်မာတွေနေနဲ့ဂရုစိုက်ဖို့မှာကြာရင်ဒီနေ့ရဲ့အကြောင်းအရာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေရှင်။အဆုံးနည်းကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဘဟုသုတရရှားစရာတွေနဲ့တူပြန်လာခဲ့ပါမယ်ရှင်။